ဒီနေ့တော့ကျွန်တော်တို့ငါးပေါင်းပေါင်းစားมาဖြစ်ပါတယ်ငါးပေါင်းမှုအတွက်လိုအပ်တဲ့အသီးရွက်တွေကိုအဆင့်နဲ့လုပ်ထားပါမယ်ပြီးလို့ရှိရင်ငါးကိုရေတန့်စင်စွာဆေးပြီးခုတ်ခစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဂျင်းနဲ့စပလင်ကိုရောသမမွေထောင်းမယ်เนาะထောင်းပြီးလို့ရှိရင်ကျွန်တော်တို့ငါးပိုက်တွေကိုအစာသွတ်ထည့်มาဖြစ်ပါတယ်အစာသွတ်ထည့်ပြီးလို့ရှိရင်ပေါင်းအိုးထဲမှာကျွန်တော်တို့ထည့်ပြီးတော့ငါးကိုပေါင်းมาပါเนาะဒီအရွက်ကရွဲဥရွက်ဖြစ်ပါတယ်ရွဲဥရွက်ကိုကျွန်တော်တို့အဝတ်ခံပြီးခံပြီးမှအပေါ်ကနေငါးကို တင်ပြီးတော့ပေါင်းဝင်နဲ့ပေါင်းမှဖြစ်ပါတယ်အဲပြီးလို့ရှိရင်အဲပေါင်းအိုးရဲ့အပေါ်အပေါ်မှာပေါ့ကျွန်တော်တို့ဒါကကြတော့ကျွန်တော်တို့အတီးရွက်တွေပေါ့အတီးရွက်တွေကိုကျွန်တော်တို့ကတင်ပြီးတော့အပေါင်းခံမှဖြစ်ပါတယ်အဲတော့သူ့အတွက်လိုအပ်တဲ့အတီးရွက်တွေပေါ့နော် အပေါ်မှာကျွန်တော်တို့ပေါင်းခံဖို့အတွက်ဒီရွက်တွေကိုအပြည့်အစုံအကုန်တင်ထားလိုက်ပါအောင်နော်အပေါ်မှာအကုန်တင်ထားလိုက်မယ်တင်ပြီးတော့ကျွန်တော်တို့ဒဲဥဖုံးနဲ့အုပ်ပြီးလို့ရှိရင် နိုင်ဝတ်တနိုင်တော့ကျွန်တော်တို့ကပေါင်းခံတာပေါ့နော်ပေါင်းခံပြီးလို့ရှိရင်တော့အစင်းနဲ့စားလို့ရတဲ့ငါးပေါင်းရှားရှိမှာဖြစ်ပါတယ်ကိုကတော့ငါးပေါင်းရပါပြီခင်ဗျာငါးပေါင်းစားဖို့တော့ကိုသူ့နဲ့လိုအပ်တဲ့လိုအပ်တဲ့အချင်းရည်တွေဆက်ထားမှာဖြစ်ပါတယ်ကျွန်တော်တို့စားလို့မတက်လို့အဆင်ပြေသလိုပဲစားနေပါပြီမုတ်ဖက်တခွာတီပြီးလို့ရှိရင်အစုံပေါ့နော်အမ်းမိုးတို့ဘာလို့လဲရောပြီးတော့ရောသမမွေရောစားတာဖြစ်ပါတယ် အထူးစားကောင်းတဲ့ငါးပေါင်းဟင်းတစ်ခွက်ကိုရရှိပြီးဖြစ်ပါရခင်ဗျာကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးထူးတင်ရှိပါတယ်ဒီလိုခင်းပြီးတော့မှာတားထက်ဝါနေကိုရရလို့ပြောတာပဲဒီမှာတားရိထက်တားရိထက်ပြောမှာနှမ်းစစ်နေထက်ပြောတာအယူရပါလိမ့်မယ် Thank you.